ဘောင်းမဲမင်္ဂလာပါအမန်ဒီ blog youtube channel ကိုဆိုလိုက်ပါဒီခါမှာတော့တငယ်ချင်းတို့အတွက်မအေးရန်ရဲ့ logo ဆွေးနွေးလေးကို step by step sharing လုပ်ပေးတော့မှာဖြစ်ပါတယ် channel လေးမှာတငယ်ချင်းတို့အတွက်ဤပညာနဲ့ online ငွေစာလေးများကိုမျှဝေပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ဖို့မမိပါနဲ့ဗျလို့စလိုက်အောင်အရင်ဦးဆုံးကျွန်တော် logo ထုတ်ဖို့ ChatGPT ကိုတွားမှာပေါ့နော် ChatGPT ထဲမှာကျွန်တော်ကျွန်တော် logo ထုတ်ဖို့ရေးထားတဲ့ ပရွန်ပေါ့နော်ပရွန်ဒီမှာကြည့်မယ်ဒီမှာပေါ့နော်ကျွန်တော်ရေးထားတဲ့ပရွန်ကထမန်ဒီဘလော့ YouTube channel အတွက် background ကို black sock color ထမန်ဒီဘလော့စာသားကို blue sock neon money icon သုံးခုပါတဲ့ design ကိုတဲ့အကောင်းဆုံး logo ရဖို့အင်္ဂလိပ်လိုအချင်းချုပ် script တစ်ခုရေးပေးပါဆိုလို့ကျွန်တော်ခိုင်းလိုက်တယ်ပေါ့နော်ခိုင်းပြီးတော့ဒီမှာပေါ့နော်သူရေးပေးလိုက်ကျွန်တော်ကတော့ခါးရေးထားလိုက်တယ်ပေါ့နော် login design background take icon အဲ့ဆိုရင်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ copy ကူးလိုက်မယ် logo ထုတ်ဖို့ copy ကူးမယ်ပေါ့နော်လိုအပ်တဲ့ဥစ္စာကိုကျွန်တော်တို့ copy ကူးလိုက်မယ်ဟုတ်ပြီ။အဲဆိုရင်ကျွန်တော်တို့ကံပါရဲကိုသွားမယ်။ ကံပါရရောက်ပြီဆိုရင်ကျွန်တော်တို့ဒီဘက်တောင်းက AI ဆိုရက် logo တော့ကို AI ဆိုရက် AI နဲ့ထုံးမှာဖြစ်တဲ့အတွက် AI ဆိုရက်စာသားကိုနေမယ် AI ဆိုရက်စာသားနေပြီးသွားပြီဆိုရင်ကျွန်တော်က logo ထုံးမှာဆိုတော့ဒီအောက်က design form ကိုနေမယ်နေပြီးသွားပြီဆိုရင် logo ဆိုရက်နေရာလေးအောက်မှာ marketing ရဲ့အောက်မှာ logo ဆိုရက်နေရာလေးကိုနေမယ်နေပြီးသွားဆိုရင်အဲ့ဒါရပါပြီကျွန်တော်ခုနက copy ကူးလာတဲ့ screen လေးကိုပိတ်ချလိုက်မယ်ပိတ် ူးစားပြီးဆိုရင်ကျွန်တော်တို့အခုလိုစမ်းထုတ်ကြည့်မယ်ပေါ့နော်ကျွန်တော်လည်းမတော့အသေးဘူးပေါ့နော်အတင်ငယ်ချင်းတို့ကိုအခုစမ်းထုတ်ကြည့်မယ်ပေါ့နော်မြားလေးကိုနှိပ်လိုက်မယ်ခဏတော့စောင့်ပါအတင်ချီနေပေါ့နော်သူထုတ်နေပြီပေါ့နော်โอเคလိုလိုကလေးထွက်လာမယ်ဆိုတော့ကြည့်လိုက်ရအောင်တင်ငယ်ချင်းတို့ရေ โอ้โลโก้ก็ล้างว่าบลูซอนนี่เนี่ยเราทุบไล่တယ်เบียร์ยွေးလို့ยွေးရမှာမသိကျွန်တော်ကောင်းလုံးလို့ကျွန်တော်เบียร์ยွေးလို့ยွေးရမှာမသိဘူးねကံမအရင်လုံးဝကောင်းပါတယ်တကယ်ကျွန်တော်လဲအာစမ်းသုံးကြည့်ဖို့ကျွန်တော်ကတကယ်ကျွန်တော်ဘယ်ဟာယူရမလဲဆိုတာကျွန်တော်အခုကျွန်တော်ကြိုက်ဆုံးကတော့အကုန်လုံးကြိုက်ပါတယ်အကုန်လုံးကြိုက်ပါတယ်ပေါ့နော်ဒီအစီအစဉ်အောက်စားလေးဆိုလည်းမဆိုးဘူးပေါ့နော် အမှန်ကြီးဘလော့ဒါပေမဲ့သူကလိုအပ်တာလေးတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့ soft background နဲ့အမ် blue sock neon နဲ့ icon သုံးခုပါရမန်နီ icon သုံးခုပါရဥစားကျွန်တော်တို့ဒီမှာဒီဒီပုံလေးကိုကျွန်တော်ကြိုက်တယ်ပေါ့နော်ဒီပုံလေးကိုကျွန်တော်ဆေ့ကျင်နေဆိုရင် you canva editor ကိုနှိပ်မယ် နားဆောင်ပါထမန်းဒီ blog ပေါ့နော်ဒီမှာသူကရိုးရှင်းတယ်ပေါ့နော်သူက channel နော်ရိုးရိုးရှင်းရှင်းလေးပဲထုတ်တာဖြစ်တဲ့အတွက်ရိုးရိုးရှင်းရှင်းလေးပဲထွက်ခဲ့ပါတယ်ဒါမျိုးလေးထွက်တာဆိုရင်တော့အဆိုးပေါ့နော်ကျွန်တော်အဲ့ဒါကိုဆေးလိုက်မယ် ုပ်ပြီးတော့ပုံလေးတော့ child လို့ဟွာလေးနဲ့ထွက်လိုက်မယ် crack လို့လေးနဲ့ထွက်လိုက်မယ်ထွက်ပြီးသွားပြီဆိုရင်ဒီဘက်ကအမြောက်ခလုတ်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီထဲရပုံလေးပုံကိုပြန်ပြီးတော့ဟိုဆေးထားမယ်ပေါ့နော် child လို့ပေါ့နော်ဒီပုံယူရမလဲဆိုတော့ကဒီပုံလေးလည်းမဆိုးဘူးပေါ့နော်ဒီ logo လေးလည်းကျွန်တော်ဆေးလိုက်မယ် you canva editor နှိပ်မယ် ကဲကျွန်တော်များလေးနဲ့ဆေးလိုက်မယ်ပြီးတော့ပါပြီကျွန်တော်ခုနကပေါ့နော်ကျွန်တော်မရှင်းတဲ့နေရာရှိရင်ကျွန်တော်ပြန်ပြပါမယ်ဗရင်းနဲ့ပြန်ထွက်လိုက်မယ်ဒီမှာပေါ့နော်သူကဟိုမချိုက်လို့ရှင်ကျန်တာတွေလည်းထည့်လို့ရတယ်ပေါ့နော်ကျွန်တော်က G R O U N D background change background change မှာပေါ့နော် J A N background change rasonio s o f d s o f d sort nio နေလိုက်မယ် think key ပေါ့နော် background change rasonio ကျွန်တော် background ကိုအနီအောင် sort နုနုလေးရခြင်းတယ်ဆိုတော့ကျွန်တော်ပြောင်းလိုက်တယ်ပေါ့နော် ော့ကမ္ဘာကိုကြာအိုးဒီဒီဇိုင်းလည်းမိုက်တယ်ခင်ဗျာမိုက်တယ်ဟိုးကာလာတို့ရေတော့ဒီပုံလေးကိုဆေးလိုက်မယ်လုံးဝအလန်းယူကမ္ဘာခရီးဒီတာကိုနှိပ်လိုက်မယ်ကားလေးစောက်ပါဘုံကလာ ကိုဆေးလိုက်မယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ